90 ampere ပေါ့เนาะ31ပေါ့နောက်ပြီးတော့100 ampere ဒီအထိကတော့အလုံးကြီးအများကြီးကျန်နေတယ်ကျွန်တော်အခုရောင်းပေးမဲ့ဈေးရောင်းပေးမဲ့ဆိုပြီးတော့ပေါ့เนาะတင်ထားတဲ့ဈေးက40 o 35 o ကို3000ကျွန်တော်ပြန်ဝယ်မယ်အိုးအပြက်3000လို့ပြန်ဝယ်မယ်ဆိုရင်2000ကျွန်တော်23ဆိုလို့ရှိရင်ကျွန်တော် ပေးထားတဲ့ဈေးအဲ45ဆိုလို့ရှိရင်ပေးထားတာက၄တာပြန်ဝယ်မယ်ဆိုလို့ရှိရင်3တာအဲအဲ့လိုမျိုးပေါ့နော်တထောင်းတထောင်းစုံစုံလေးလောက်တော့ဈေးနှုန်းကွာခြားမယ်ဒီအိုးတွေကပါကင်ပိတ်တွေဖြစ်တဲ့အတွက်ကျွန်တော်လဲအကုန်လုံးကိုမဆန်းတတ်နိုင်ဘူးတကယ်လို့ကောင်းလို့ရှိရင်အမြက်ရမယ်မကောင်းဘူးဆိုလို့ရှိရင်တထောင်းကျော်လောက်ရှုံးမယ်တရားအမြာဟုဆိုလို့ရှိရင်လဲအဲ့ဒါလိုပဲ ိုးအလုံးကြီးတအားများတဲ့အတွက်ကျွန်တော်မဆန်းနိုင်လို့ပါခါစီယာမီကလည်းအခဲခဲရှိတဲ့အတွက်ကြောင့်ဒီတပတ်အတွင်းကိုကျွန်တော်အကုန်လုံးကိုထုတ်ရောက်မှာပါဒါကြောင့်မလို့အဆင်ပြေတယ်ဆိုလို့ရှိရင်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဆိုင်ကိုလာဝယ်ပေးပါပေါ့နော် နောက်ပြီးတော့အလုံးကြီးရာနဲ့ချီပြီးယူရဲဆိုလို့ရှိရင်ဒီတဲ့ပုံပြီးကျွန်တော်စီရှော့ပေးမှာဖြစ်ပါတယ်အနည်းအနည်းဆုံးအလုံးကြီးတရားနှစ်ရာယူမဲ့ဒီတွေအတွက်ဒီပါကင်လိုက်ပဲကျွန်တော်ရောက်ပြီးမှကျွန်တော်လည်းမဆန်းဘူးလက်ရှိဆန်းနေတဲ့ဦးတွေကဒီကိုတော်နေလာထုတ်ပြီးတော့ကျွန်တော်ဆိုင်မှာဆန်းနေဆန်းပြီးတော့ဒီကိုတော်မှာပြန်မထားဘူးဝင်မဲ့သူတွေအားလုံးကိုလည်းကျွန်တော်ကိုတော်မှာပဲအဲအရေးအတွက်အများရယ်ဆိုရဲသူအားလုံးကိုတော်မှာပဲကျွန်တော်ခေါ်ပြီးတော့ရောင်းပေးမှာပေါ့နော် ျေးဇူးတင်ပါတယ်စိတ်ဝင်စားမေးကြတဲ့နားဝယ်ကြတဲ့သူအားလုံးလည်းဒီကျေးဇူးတင်ပါတယ်ဒါကတော့လက်ရှိကိုတော်မှာရှိနေတဲ့ပိုးလေးပါနော်ဒီပစ္စည်းတွေကကျွန်တော်ဆိုင်ထဲကိုထည့်လိုက်တယ်ဒီပစ္စည်းတွေနဲ့တင်ပြည့်သွားမယ်လက်ရှိဆိုင်မှာရောင်းဝယ်လုပ်နေတဲ့ပစ္စည်းတွေနဲ့လည်းဆိုင်မှာပြည့်နေရဆိုတော့လေဘလို့မှကိုကျွန်တော်ဆိုင်ပစ္စည်းတွေတဲလို့မရဘူး နောက်ပြီးတော့ဒါမျိုးစမ်းသပ်ဖို့ဆိုတာကလည်းအချိန်ရောနေရာရောအများကြီးပြီးရတဲ့အတွက်ကျွန်တော်အခုလိုမျိုးရောင်းရတဲ့အနေထားပါစိတ်ဝင်စားတဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဆိုင်ဖုံးပိုက်ပါဖုံးအားလုံးကိုဆက်သွယ်ပြီးမင်းမြန်းလို့ရသလိုဆိုင်ယုံလာရောက်ပြီးလဲဝယ်ယူလို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်